အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါဒီနေ့မှာကျုံမိတ်ဆွေများတွင်တက်တော့ကနေမိတ်ကျော်ကြည့်ပြီးမှာဖြစ်ပါတယ်ဒီနေ့မှာတော့တနင်္လာသားမီတွက်ပါဒီငားလပိုင်းမှာမိတ်ဆွေတို့ရဲ့အချစ်ရင်အိမ်တော်ရဲ့စီးပွားရေးငွေကြေးအလောက်ကိုင်းပြီးဝိုင်းပညာရေးစုံလင်အောင်လေးကြည့်ပေးမယ်ပြီးရင်ကျွန်ရရလေးလည်းပေးမယ်ဒီရရလောက်ထားမယ်ဆိုရင်ဒီငားလပိုင်းမှာတနင်္လာသားမီတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရရအဖြစ်အောင်လုပ်ပြီးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ဒါဆိုရင်ဒီငားလပိုင်းမှာတနင်္လာသားမီကံဒီကဘာတွေရှိနေလဲ ျွန်တော်တို့တူလက်ကြည့်ကြမယ်ခင်ဗျာဒီငါးလပိုင်းမှာကောင်းနေလားဆိုးနေလားရခိုင်တော့အားဖြင့်ခွဲကြရမယ်ဆိုရင်ကောင်းအားက90လောက်ရှိတယ်တတိထားရမှာက90လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေရေးကြေးအောက်စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ငွေတချို့တော့ဝင်လာတတ်ပါတယ်အောက်စာပစ္စည်းတချို့ကစုဆောင်းမိမှာဖြစ်ပါတယ်ကျောင်းဆိုလိုချင်တာကမိတ်ဆွေတို့လုံးဝမရောက်တင်တဲ့အဥစားပစ္စည်းတွေလုံးဝမရောက်တင်တဲ့ငွေကြေးတွေကပြန်လည်ရရှိတတ်ပါတယ် မမျော်လင့်တာပဲမိတ်ဆွေတို့ကအလုံးလိုက်ခဲလိုက်ဝင်လာတက်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်တော့ကံတချို့ကောင်းနေပါတယ်။မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်မိတ်ဆွေဟောင်းတွေကကိုယ့်ကိုအကျိုးပေးပါတယ်။ကို့မှာမိတ်ဆွေအစ်စ်တွေလောကမရှာပါနဲ့။ကို့ရဲ့မိတ်ဆွေဟောင်းတွေကကို့အကျိုးပေးရင်အတွက်ကြောင့်မို့တငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေကိုဂရုစိုက်ပါ။သူတို့ကိုတန်ဖိုးထားပါလို့ကျွန်တော်ကကြံပြချင်ပါတယ်။တငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေတငယ်ချင်းဟောင်းမိတ်ဆွေဟောင်းတွေကကို့အကျိုးပေးပါတယ်။ တငယ်ချင်းတစ်မိတ်ဆွေတစ်တွေကကိုယ်ဒုက္ခပြီးတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့မိတ်ဆွေတစ်တွေလောကမရှာပါနဲ့။မိတ်ဆွေဟောင်းတွေအကျိုးကိုခံစားခွင့်ရှိပါတယ်။သူတို့အတွက်ကြောင့်အောင်မြင်သွားတာမျိုးအဆင်ပြေသွားတာမျိုးတွေကြုံတွေ့ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့သတိထားရမှာကမိတ္တဆုရင်နဲ့ပတ်သက်တာကိုယ့်ရဲ့မိတ္တဆုမှာဘာမှောက်တဲ့လူတွေအတွက်ကြောင့်ကိုယ့်ရဲ့မိတ္တဆုတွေကစကားများတာတွေအဆင်မပြေတာတွေကြုံတွေ့တတ်ပါတယ်။အိမ်တော်ကြီးလည်းဒီအတိုင်းပါပဲခင်ဗျာ။ကိုယ့်ရဲ့အိမ်တော်ကြီးမှာလည်းတော့ဘာမှောက်တဲ့မိမတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ကြီးမှာ ထိခိုက်ပြိုလဲတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကြောင့်အကြံပြုရမယ်ဆိုရင်တော့မိန်ကလေးတချို့ကိုတတိထားပါကိုယ့်ရဲ့အိမ်ဆောင်ရေးကိုဝင်ရောက်နှောက်ဆက်တတ်ပါတယ်။ဒီ၅လပိုင်းမှာတင်လာသားပြီးနေတဲ့တော်တော်လေးကြီးစားရမယ်ဂါလာကူဖြစ်ပါတယ်။လူငယ်တွေရမ်းသိချင်တဲ့အချစ်ရင်းနဲ့ပတ်သက်တာအချစ်နဲ့ပတ်သက်မယ်ဆိုအကျုံနေတဲ့အချစ်ရေးကိုဒီ၅လပိုင်းမှာတင်လာသားမီကိုလုံးဝလုံးဝအာယုံမဆိုင်စေချင်ပါဘူး။ ဘာဖြစ်လို့မေးရင်အခြေအကြောင်းစီးပွားရေးတွေပျက်စီးတာမျိုးအခြေအကြောင်းကိုမှခံစားရတာမျိုးအခြေအကြောင်းကျမရေးတွေရုပ်ပြရညံ့သွားတာမျိုးတွေဂျုံတို့ရတတ်ပါတယ်ဒါကြောင့်အခြေကိုဥစားမပေးပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်အခြေကံကညနေလိုပါခင်ဗျာတနင်္လာသားဝင်နေနဲ့ဒီ9လပိုင်းမှာအပြင်ရန်နဲ့အသွင်ရန်နဲ့နှစ်ခုကိုစစ်ဆေးကြည့်ရတဲ့နေရာမှာအပြင်ရန်ကလုံးဝမရှိပါဘူးကိုအယမ်းခင်ရတဲ့လူတွေကကိုဒုက္ခပေးတတ်ပါတယ် ဒါကြောင့်အသွင်းလူတွေရောအထူးပြုဆိုင်ပါလူယုံမထားသင့်တဲ့ကာလတစ်ခုဖြစ်ပါတယ်။အိမ်တော်ရေးနဲ့ပတ်သက်ခဏကြော်ပြောခဲ့လို့ပဲဘာမှမဟုတ်တဲ့မိမတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ရေးမှာလာပြီးတော့ထိခိုက်တတ်တယ်၊ပြိုလဲတတ်တယ်၊ပြက်စီးတတ်တယ်။ဒါကြောင့်မိမတွေကိုကြည့်ဆိုင်ပါခင်ဗျာ။ဒီငါးလပိုင်းမှာအထူးပြုဆိုင်ရမှာကကျမ်းမာရေးနဲ့ပတ်သက်တာရုပ်တရက်ကျမ်းမာရေးညံ့သွားတတ်ပါတယ်။အသွာတတိအလားတတိအစားတတိတတိတိနဲ့နေဖို့အရင်ကြည့်ပါရစေ။ မဟုတ်ရင်ကိုကပြီးစလွယ်နေမယ်ကျင်ကျမရေးတွေကအထူးအထူးညံ့သွားတတ်ပါလေဒါကြောင့်ကျမရေးတို့အထူးကြီးဆိုင်ပါလို့ကျွန်တော်ကအချံပြချင်ပါတယ်ခင်ဗျာဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်ဘာသာအလိုက်လေးကိုယ့်ရဲ့ဘာသာတရားလေးတွေအာနေသွားတတ်ပါလေဒါကြောင့်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်ဒီလိုကာလမျိုးမှာအထိတ်တန်တွေဝင်ရင်ပြည့်စည်တာမျိုးအထိတ်တန်တွေဝင်ရင်လည်းမအောင်မြင်တာမျိုးဘာသာတရားနဲ့ပတ်သက်ရင်ဖြစ်လို့ပြည့်စည်လို့တွေများနေတတ်ပါတယ် ဒါမှမဟုတ်ရင်ကိုကအလောက်ကိုင်းတွေအစင်မပြေလို့စိတ်ရှုပ်နေလို့စိတ်ညစ်နေလို့လှုပ်မအားလို့ကိုမလှဲ့နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဘာသာပြားနဲ့ပတ်သက်မယ်ဆိုရင်ကိုရဲ့ဘာသာလိုက်လေဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်သူတို့ပြောစရာမလိုဘူးအရန်ကောင်းတဲ့ကာလတခုဖြစ်ပါတယ်။လုပ်ငန်းတွေစတင်ချင်တာလားလုပ်ငန်းတွေတိုးချဲ့ချင်တာလားအလောက်ကိုင်းတွေအစင်မပြေဘူးအလောက်ကိုင်းတွေရှားရခတ်နေတယ်ဆိုရင်ကျွန်တော်ပေးတဲ့ရည်ရည်အောင်ဖြစ်အောင်လုပ်လိုက်ပါ။တေချာပေါ့မိတ်ဆွေရဲ့လုပ်ငန်းတွေကောင်းလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကောင်းနေတာကကံနဲ့ပတ်သက်လို့တွေကအရန်ကျိုးပေးပါတယ်3 4 5အဲ့လိုနံပါတ်တွေကအကျိုးပေးတယ်စီနီယာနံပါတ်တွေကကိုအကျိုးပေးနေတယ်ကာလာတကူဖြစ်ပါတယ်ကံကောင်းနေတဲ့အယောင်ကအဖြူယောင်အဝါယောင်တွေကကိုအကျိုးပေးပါတယ်ဒီယောင်တွေကိုညံစီလို့အသုံးပြုပါခင်ဗျာရက်ဝေးသွားမယ်ခီးထွက်မယ်ဆိုရင်အဆင်ပြေပါတယ်ကောင်းပါတယ်ရက်ဝေးရတကယ်ချင်းတွေရက်ဝေးအပေါင်းတွေမိတ်ဆွေတွေကကိုအကျိုးပေးပါတယ်ခီးထွက်မယ်ဆိုရင်ထွက်လို့ရပါတယ်အဆင်ပြေပါတယ်ခင်ဗျာကြောက်မိတ်ဆွေတွေကိုကျွန်တော်ရေတရာလေးပေးမယ် ဒီရီယာဖြစ်အောင်လှုပ်တာပြပါခင်ဗျာဒီရီယာလှုပ်လက်ခြင်းအားဖြင့်ဒီကာလပိုင်းမှာကြုံတွေ့မဲ့အခက်အခဲအကျတွေပြပြောက်ပြီးတော့မိတ်ဆွေဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုဒီရီယာချီပြီးတော့လေးနဲ့လေးဆူတောင်းပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်။ကဲရီယာကကျွန်တော်နှစ်မျိုးပေးပါမယ်။အကောင့်ချီရီယာနဲ့အစိုးချီရီယာ။အကောင့်ချီရီယာမိတ်ဆွေအတွက်ဒီကာလပိုင်းမှာကံကောင်းမှုတွေကိုစီကိုရောက်လာအောင်ပါ။အစိုးချီရီယာကမိတ်ဆွေကြုံတွေ့တဲ့မကောင်းတဲ့အစိုးတွေခြေဖြတ်တဲ့ရီယာဖြစ်ပါတယ်။ ဒီရေဒီယာနှစ်မျိုးကိုတပြိုင်တည်းလောက်ရမှာဖြစ်ပါတယ်။လောက်ဒီကိုအသေးစိတ်လေးကျွန်တော်တင်ပေးမယ်။မရှင်းဘူးဆိုရင် comment မှာပြန်ပေးပါခင်ဗျာ။ကဲရေဒီယာကိုကျွန်တော်တူတူလက်လုပ်ကြမယ်ခင်ဗျာ။ရေဒီယာကနှစ်မျိုးလောက်ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ရှာလိုက်ရမယ့်ပစ္စည်းကအုံးလက် အုံညွတ်ကို6ညွတ်တတိရအောင်ရှာပါ။မိတ်ဆွေတို့နားလည်လားမသိဘူးအုံးလက်အုံညွတ်နော်။အုံးလက်အုံညွတ်ကို6ညွတ်တတိရအောင်ရှာပါ။ဒုတိယတစ်ချက်ဇီးရုပ်တပကံနဲ့ဒါဖျားအောင်ကတ်လို့ရပါမယ်။ ကဲဇီးယုတ်ကအကောင်းချေရတရားအတွက်အုံညုတ်ကအဆိုးချေရတရားအတွက်ဘယ်လိုချိန်မလဲမိတ်ဆွေတို့ရဲ့ဖះเจ้าဆောင်ပေါ့နော်ဖះเจ้าဆောင်မရှိတဲ့သူတွေကလည်းအစဉ်ပြေတဲ့ခုံလေးပေါ်မှာဖះရောက်ရေးမှမိကတ်လို့ဖះเจ้าဆောင်ရှိတဲ့သူတွေအနေနဲ့ကလည်းဖះရဲ့เจ้าဆောင်ရဲ့ဒီအနားမှာပေါ့နော်ခဏမှကြော်ပြောတယ်အုံလက်ချောင်းညုတ်ကိုချခင်လိုက်ပါအဲ့ဒါချခင်ပြီးတော့မိတ်ဆွေတို့ခြေထောက်နဲ့တတ်နင်းလိုက်နင်းပြီးတော့လောကမကြွားနဲ့နော်ခဏမှကြော်ပြောတယ်ဇီးယုတ်ကိုဖះမှာကတ်လို့ရမှာဖြစ်ပါတယ် အဲ့ဒါကအကောင်းချေခဏဝချနေတာအဆိုးချေမိတ်ဆိုတော့ဖះเจ้าဆောင်နဲ့အဝေးမှာအဲ့ဒီအုံလက်ကိုအုံညို့ကိုတွက်ချထားမယ်ဆိုရင်ဘလို့မှကတ်လို့ရမှာမဟုတ်ဘူးဒါကြောင့်တပြိုင်နဲ့ကတ်လို့ရအောင်ဖះเจ้าဆောင်ရဲ့အနည်းဆုံးနေရာမှာခြားထားပါမိတ်ဆိုကြီးတောင်းနေပေါ့နော်အာနင်းပြီးတော့ဖះကိုဈေးကိုကတ်လို့လို့အဆင်ပြေတဲ့နေရာမှာတပြိုင်နဲ့လောက်ရမှာဖြစ်ပါတယ်နားလေလားမသိဘူးပြန်ပြောမယ်အုံညို့ချောင်းညို့ကိုခြာခင်လိုက်မယ်ပြိုင်ဈေးကိုပကံကဘေးမှာအဆင်နေထားရမယ်ခြေတောင်းနဲ့ခြာနေပြီးတာနဲ့ ခြေထောက်နဲ့နင်းလိုက်မကြွဘဲဇီးယိုကိုမိစေတို့ကကင်ပြီးတော့ဖះကိုကတ်လူပါအဲ့လိုကတ်လူပြီးတော့မိစေတို့ရပြီးနင်းနာဟာကြွလိုက်ပြီးတော့ဖះနိုင်မဲထွန်းထွန်းဟုတ်လားအမွေးတားပဲထွန်းထွန်းရေပဲကက်ကက်အရှင်ပြေဟာမိစေတို့ကတ်လူပြီးတော့မိစေတို့ဖြစ်ကျင်တဲ့ဆန်လိုက်လေးနဲ့ဆူတောင်းပါတခုရေးကြည့်တာကမိစေတို့နင်းနာတဲ့အုံးလက်အုံးညို့ကိုလုံးဝမိစေတို့လက်နဲ့တော့မကင်ပါနဲ့ လက်နဲ့မကင်ပါနဲ့ကဲဘလို့ကင်မလဲเนาะလက်အိတ်ပဲဆွတ်ဆွတ်ချွတ်ချွတ်အိတ်နဲ့ပဲဆွတ်ဆွတ်ပြီးတော့ကင်ပြီးတော့ချောင်းတွေကတမျောလိုက်ပါဒီရေတရားကိုလှုပ်လက်ချင်ရပြီးမိတ်ဆွေတို့အဆိုးတွေပြပြောင်းသွားပြီးတော့အကောင်းချီရေတရားတဲ့အတိုင်းကောင်းတဲ့ငွေချေးလက်လက်ပတ်တွေကိုစီကိုရောက်လာမှာဖြစ်တယ်မိတ်ဆွေအိမ်တော်ကြီးတွေစီးပွားရေးတွေမိတ်ဆွေကန်တွေကောင်းတော့မှာဖြစ်ပါတယ်ဒီရေတရားဖြစ်အောင်လုပ်ပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေနှစ်အဆောင်ကနှစ်ဆောင်ကောင်းတော့နှစ်ကောင်းတော့တိတ်ကောင်းတော့ငွေချေးနဲ့ပြည့်စုံပြီးပြောဆွင်တော့မိသားစုဝတွေ ိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လည်ဇုံတွေ့ကြပါမယ်ဘေယိုမြင်နာနဲ့ဝေမျှခြင်းရှယ်ခြင်းမြင်ကုလူယူလိုက်ပါခင်ဗျာအကျွဲပိကအတိပါခင်ဗျာပိဟောင်းကနော်ပလုံသွားပါပြီအစင်မပြေတော့ဘူးဒါပေမဲ့ကျွန်တော်ကိုအာဒီအစီအနဲ့ပတ်သက်တာတွေအာဘေဒင်နဲ့ပတ်သက်တာတွေမေးမြန်းဖို့ပူဇော်ကားတွေလွှဲထားတာရှိတယ်ဆိုရင်ဒီအကောင့်နေဆက်တွေ့ပေးပါခင်ဗျာအကျွဲအကောင့်ကိုစာပို့လို့မရတော့ကြောင့်မိတ်ဆွေတို့ကျွန်တော်ကလိမ့်တယ်လို့ဖြစ်နေမှာလဲဆိုတဲ့အခုကလုံးဝ အာဝင်လို့တော့ရတယ်ဒါပေမဲ့စာရီရိုက်လို့ရေးလို့မရတဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့ကျွန်တော်မြေတားရက်ခံချင်တာကဒီ account အသစ်ကို follow လုပ်နေထားပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်မဆွေတွေပြောဆိုရင်တော့မီတာစုပေါင်းတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်